ကုံသွဲစစ်ပွဲပြီးမှာ propane ဓာတုပေးတာ PhD ဈေးကွက်ဟာကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ရင်ဆိုင်ရတော့မှာပါ။မေလမှာစက်မှုလုပ်ငန်းကွင်းဆက်ဟာပိတ်သိမ်းမှုတွေနဲ့ဈေးနှုန်းတက်လာမှုတွေကြုံတွေ့ရနိုင်ပါတယ်။ကျွန်တော်တို့ခြေရာခံရတဲ့ PPH ကုမ္ပဏီတွေရဲ့ထုတ်လုပ်မှုအခြေအနေအရလုပ်ငန်းတွေဟာတိုးလောင်ထားတဲ့ကုန်ကျစရိတ်ကိုအားကိုးပြီးမေလအထိထုတ်လုပ်မှုကိုထိန်းထားနိုင်ပေမဲ့ propane ခြေကံ polypropylene ဟာထက်ခါထက်ခါအရှုံးပေါ်နေခဲ့ပါတယ်။ အကယ်၍အမေရိကန်ရဲ့တင်သွင်းခွန်တွေထပ်ထည့်လိုက်မယ်ဆိုရင်ထုတ်လုပ်မှုလိုင်းတွေရဲ့ထောက်ဝက်ကျော်ဟာပိတ်သိမ်းရမယ့်အခြေအနေဒါမှမဟုတ်ပေးသိမ်းသူတွေကိုအလှည့်အမြန်ပြောင်းလဲရမယ့်အခြေအနေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဧပြီလပထမပတ်မှာအမေရိကန်ကနေတရုတ်ကိုဤသိမ်းတင်သင်္ဘောတစည်းနဲ့ပရိုပိန်းနဲ့ဘူတိန်တင်သင်္ဘောတစည်းသာတင်ပို့ခဲ့ပါတယ်။ဧပြီလဒုတိယပတ်ရောက်တဲ့အခါအမေရိကန်ကနေတရုတ်ကိုတင်ပို့မှုဟာ၃ညအထိကျဆင်းသွားခဲ့ပါတယ်။ ကုံသွဲစစ်ပွဲဟာဧပြီလမှာစတင်ခဲ့ပြီးကျွန်တော်တို့ရဲ့ဖောက်တဲ့နှစ်ဦးကသူတို့ရဲ့စစ်ရုံတွေကိုပိတ်သိမ်းတော့မယ်လို့ကြေညာခဲ့ပါတယ်။ကျွန်တော်ကပလတ်စတစ်ရောင်းနေဒါပေမဲ့ပလတ်စတစ်ရောင်းနေသူတွေနဲ့ဝိုင်းနေတယ်လို့ခံစားရတယ်။ဝယ်မဲ့သူတယောက်မှမရှိတော့ဘူး။ကျွန်တော်တို့မှာအဓိကအမှတ်တံဆိပ်တွေက second hand စီထိုးပုံစံဆက်တွေ300လောက်စုပုံနေတယ်။ဒီဆက်တွေဟာအခြေအနေတော်တော်ကောင်းပါတယ်။ဒီဆက်တွေဟာနိုင်ငံတော်ကပလတ်စတစ်ပုံစံဆက်ယုံတွေကနေပြန်ဝယ်ယူထားတာပါ။ ဒီဆက်တွေကအများစုကိုနေရာမှတိုင်းပြန်ရောက်လို့မရတော့ပါဘူး။ဒါကြောင့် second hand ဈေးကွက်ထဲရောက်လာခဲ့ပါတယ်။တရုတ်နဲ့အမေရိကန်ကြားကကုန်သွယ်စစ်ပွဲဟာပုံမိုတင်းမာလာခဲ့ပြီးတရုတ်ကကမ္ဘာပလတ်စတစ်လုပ်ငန်းတွေအ धिक ကုန်ကျန်းဖြစ်တဲ့ American E သိန်းပေါ်မှာ125ရာခိုင်နှုန်းဆိုတဲ့လက်တုံပြန်အခွန်ကိုချမှတ်လိုက်ပါတယ်။ဒီအခွန်တွေကဈေးနှုန်းတွေကိုထိုးတက်သွားစေခဲ့ပြီးထောက်ပံ့ရေးကွင်းဆက်တွေကိုပြင်းထန်စွာနှောက်ယှက်ဖြစ်စေကာ ဒီအရေးပါတဲ့ကုန်ကျန်းကိုလုံးဝနှီးပါဖြတ်တောက်လိုက်ပါတယ်။ထိုင်ဝမ်၊ကွမ်တုံ၊ဒုံကွမ်ငါးဆက်ယုံတွေဟာပိတ်သိမ်းခဲ့ရပြီးအလုတ်သမားတွေအလုတ်လက်မဲ့ဖြစ်သွားကနိုင်ငံရဲ့စီးပွားရေးပေါ်အရေးမဲတစ်ခုစတင်ကြရောက်လာပါတယ်။မကြာခဏတတိမထားမိတဲ့ဤသိမ်းရေနံဓာတ်ရုပစ္စည်းတစ်ခုဟာပလတ်စတစ်လုပ်ငန်းရဲ့အဓိကကြောရိုးပါ။ပလတ်စတစ်အိတ်တွေကဆလို့ကားအတွင်းပိုင်းနဲ့ဆေးဘက်ဆိုင်ရာကိရိယာတွေအထိပလတ်စတစ်ထုတ်ကုန်တိုင်းနှိပါဟာ ဤသိန်းကိုဖြစ်စဉ်ခွဲထုတ်ပြီးပြုတ်လုထားတဲ့ဤတီလင်းကနေစတင်ပါတယ်။ကမ္ဘာအကြီးဆုံးပလတ်စတစ်ထုတ်လုပ်သူအနေနဲ့တရုတ်နိုင်ငံဟာသူ့ရဲ့ကြီးမားတဲ့ထုတ်လုပ်ရေးကဏ္ဍကိုဆက်လက်လဲပတ်နိုင်ဖို့အမေရိကန်ဤသိန်းကိုများစွာအားကိုးနေရပါတယ်။ဆက်လက်ဖြစ်ပေါ်နေတဲ့ကုန်သွယ်ရေးတင်းမာမှုတွေကတရုတ်ကိုထောက်ပံ့ရေးအကျပ်တဲကြီးတစ်ခုနဲ့ရင်ဆိုင်စေခဲ့ပါတယ်။အမေရိကန်ဟာကမ္ဘာအကြီးဆုံးဤသိန်းထုတ်လုပ်သူနဲ့တင်ပို့သူဖြစ်ပါတယ်။2024ခုနှစ်မှာ အမေရိကန်ဟာ ဤသိန်းတစ်နေ့လျင်တက်တသမ6သန်းတန်ထုတ်လုပ်ဖို့မျှော်လင့်ထားပြီး9သိန်း3800စီကိုတင်ပို့ခဲ့ရာဒီထောက်ပံ့မှုရဲ့35ရာခိုင်နှုန်းကျော်ဟာတရုတ်ကိုရောက်ရှိခဲ့ပါတယ်တရုတ်ရဲ့ထိပ်တန်းရေနံဓာတ်ရုကုမ္ပဏီတစ်ခုဖြစ်တဲ့ Satellite Petrochemical ဟာ American ကနေဤသိန်းတစ်နှစ်လျင်6သန်းကနေ8သန်းတန်အထိတင်သွင်းပြီး၎င်းရဲ့ကုန်ကျန်90ရာခိုင်နှုန်းကျော်ကိုဖြည့်ဆည်းပေးပါတယ်တရုတ်လူမှုကွန်ရက်3သူတချို့အထူးသဖြင့် လစ်တက်ဘင်းကလုနာမည်ပြောင်းခေါ်တဲ့နိုင်ငံချစ်စိတ်တဲ့ရှိသူတွေဟာတရုတ်ဟာဤသိန်းကို ကိုယ်တိုင်ထုတ်လုပ်နိုင်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တကယ့်အခြေအနေကဒါကိုစန့်ကျင်နေပါတယ်။တရုတ်ဟာဤသိန်းကိုအနည်းငယ်သာ ထုတ်လုပ်ပါတယ်။၂024ခုနှစ်မှာတရုတ်ရဲ့ပြည်ရင်းဤသိန်းထုတ်လုပ်မှုဟာတသိန်း2000တန်သာရှိပြီးတနည်းလျှင်24စီနဲ့ညီမျှပါတယ်။ဒါဟာနိုင်ငံရဲ့ကြီးမားတဲ့လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ဝေးကွာလွန်ပါတယ်။ တချို့ကနဖက်သားကိုဤသိန်းအစားထိုးအသုံးပြုနိုင်တယ်လို့အကြံပြုထားပေမဲ့ကုန်ကျစရိတ်ထိရောက်မှုမှာသိတာတဲ့ကွာခြားချက်ရှိပါတယ်။ American စွမ်းရင်သတင်းအချက်အလက်စီမံခန့်ခွဲရေးဌာနရဲ့အဆိုအရဤသိန်းဖြစ်စဉ်ခွဲထုတ်မှုဟာဤဒီလင်း80ရာခိုင်နှုန်းကျော်ထုတ်လုပ်ပေးပြီးရိုးရာနဖက်သားကတော့30ရာခိုင်နှုန်းသာထုတ်လုပ်ပေးပါတယ်။ဒါကြောင့်ဤသိန်းဟာကုန်ကျစရိတ်ပိုတက်တာပြီးထိရောက်မှုရှိတာကြောင့်ပလတ်စတစ်စက်ရုံတွေအတွက်ကုန်ကျစရိတ်တက်တာတဲ့ဖြည့်ရှင်းနည်းတစ်ခုဖြစ်လာပါတယ်။ ဥပမာဒိုဂျန်စန်ဂျန်ကမီကယ်က2024ခုနှစ်မှာသူ့ရဲ့စက်ကရီယာတွေကိုပြုပြင်မြင့်တင်ခဲ့ပြီးကုန်ကြစရိတ်တက်တာတဲ့ American E သိန်းကိုအဓိကကုန်ကျန်းဖြစ်တင်သွင်းသုံးဆွဲခဲ့ပါတယ်။ဒါကကုမ္ပဏီကို အမျက်အစွန်းရရှိစေခဲ့ပါတယ်။လေလာဆန်းစစ်သူတွေရဲ့ထောက်ပြချက်အရ E သိန်းဖြစ်စဉ်ခွဲထုတ်မှုဟာ Ethereum တန်လျင်300ကနေ900 American Dollar အမျက်အစွန်းရရှိနိုင်ပြီးနဖတာဖြစ်စဉ်ခွဲထုတ်မှုတက်အမျက်အစွန်းပိုများပါတယ်။ ဒါပေမဲ့တရုတ်ရဲ့ American ထုတ်ကုန်တွေပေါ်အခွန်မြင့်တင်မှုကဤသိန်းကုန်ကြစည်တွေကိုထိုးတက်သွားစေခဲ့ပါတယ်။125ရာခိုင်နှုန်းအခွန်က American ဤသိန်းတင်သွင်းမှုကုန်ကြစည်ကိုတဒံလျင်150ဒေါ်လာကနေ338.5ဒေါ်လာအထိတက်သွားစေခဲ့ပါတယ်။ဒါကတဒံလျင်184ဒေါ်လာအရှုံးပေါ်စေခဲ့ပြီးအခွန်မရှိရင်တဒံလျင်100ဒေါ်လာအမြတ်ရရှိနိုင်မဲ့အခြေအနေကနေပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုမျိုးအမျက်ကနေအရှုံးစီကိုတိတာတဲ့ကုန်ကြစိတ်ပြောင်းလဲမှုဟာပလတ်စတစ်ဆက်ယုံတွေအတွက်ဆိုးရွားတဲ့ထိုးနှက်မှုတစ်ခုပါပလတ်စတစ်လုပ်ငန်းထဲမှာရှိတဲ့ TikToker တယောက်ကအခုလိုပြောပါဗျာ125ရာခိုင်နှုန်းတင်သွင်းခွန်ကပလတ်စတစ်လုပ်ငန်းကိုနက်ဆိုင်နဲ့အကြက်တဲတဲရောက်သွားစေခဲ့ပါတယ်။အမြဲတမ်းအမေရိကန်ကိုတိုက်ခိုက်မယ်လို့ပြောနေတာရလိုက်ပါ။သူက200ရာခိုင်နှုန်းမြင့်နေ။ငါက300ရာခိုင်နှုန်းမြင့်မယ်ဆိုတဲ့ပုံစံမျို ကျွန်တော်ရေနံဒါရုကုမ္ပဏီတွေအများကြီးနဲ့စကားပြောခဲ့ပါတယ်။ရေနံဒါရုကုမ္ပဏီတခုရဲ့ GDP နဲ့အလောက်ကင်ပေါ်တက်ရောက်မှုဟာသိငယ်တဲ့အလက်စားကုမ္ပဏီယာနဲ့ချီရှိသလောက်ဖြစ်ပါတယ်။အကယ်၍ဒီရေနံဒါရုကုမ္ပဏီတွေရှင်သန်မနေနိုင်ရင်အဲ့ဒီလူတွေအားလုံးဘာဖြစ်သွားမလဲ။ဘာကြောင့်တရုတ်ဟာအမေရိကန်ကိုဒီလောက်အားကိုးနေရပြီးတခြားနိုင်ငံတွေကနေ တင်သွင်းဖို့မကြိုးစားကြည့်ကြတာလဲ။ဤသိန်းစိက္ခာဟာရေနံလိုမျိုးကမ္ဘာလုံးဆိုင်ရာကုန်ကျစရိတ်မဟုတ်လို့ပါ။ Reset Energy ရဲ့အဆိုအရဤသိမ့်တယ်ယူပို့ဆောင်မှုဟာအနှုတ်93.33ဒီဂရီစင်တီဂရိတ်ရှိအလွန်နှိမ့်တဲ့အပူချိန်နဲ့အထူးပြုလွန်ကြီးမားတဲ့ဤသိမ့်တယ်ယူရေးတင်မောတွေလိုအပ်ပါတယ်။အမေရိကန်မှလွှဲရင်တည်ငြိမ်တဲ့ဤသိမ့်တင်မောမှုပေးနိုင်တဲ့နိုင်ငံအနည်းငယ်သာရှိပါတယ်။နော်ဝေးဟာ2022ခုနှစ်မှာတနည်းဖြင့်3000စီတာတင်ပို့နိုင်ခဲ့ပြီးဒါဟာအမေရိကန်တင်ပို့မှုရဲ့အနည်းငယ်သာဖြစ်ပါတယ်။နော်ဝေးဟာအဓိကအဖြစ်ဥရောပကိုရောင်းချတာမို့တရုတ်ရဲ့ပလတ်စတစ်စက်ရုံတွေဟာ အမေရိကန်ဤသိန်းရဲ့ဖန်ဆီးချုံနောက်မှုအောက်မှာရှိနေရပါတယ်။ဒါမှရှိရင် robotic စက်ရုံတွေကိုပိတ်သိမ်းလိုက်ရမှာပါ။ satellite patrol ကမ္ဘာကြက်ကဲ့သို့ဥပမာအနေနဲ့ဤသိန်းတည်ယူရေးသင်းမောဆက်နှစီကိုတိဆောက်ခဲ့ပြီး American စိတ်ကမ်းတွေနဲ့ရေရှည်စာချုပ်တွေလက်မှတ်ထိုးထားပါတယ်။ဒီခိုင်မာတဲ့ဆက်ဆံရေးကတရုတ်ကိုကုန်သွယ်စစ်ပွဲမှာပြောင်းလဲနိုင်စွမ်းနှေးပါစေပါတယ်။ဒါအပြင်တရုတ်ရဲ့ဤသိန်းဖြစ်စဉ်ခွဲထုတ်ရေးစက်ရုံတွေဟာ အမေရိကန်ရဲ့ကုန်ကျစရိတ်သက်သာတဲ့ဤသိန်းအတွက်အထူးပြုဒီဇိုင်းထုတ်ထားပြီးအခြားကုန်ကျန်တွေကိုအလွယ်တကူပြောင်းလဲသုံးစွဲလို့မရပါဘူး2025ခုနှစ်ဖေဖော်ဝါရီလအထိတရုတ်ရဲ့ဤသိန်းဖြစ်စဉ်ခွဲထုတ်ရေးစွမ်းရည်ဟာ6.9တန်တန်အထိရောက်ရှိခဲ့ပြီး၎င်းဟာနိုင်ငံရဲ့စုစုပေါင်းဤသိန်းစွမ်းရည်ရဲ့၁၂ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးပါတယ်ဒီစက်ရုံတွေကိုနဖတာ၃ဘူပြောင်းလဲမယ်ဆိုရင်စက္ကူရီယာအဆင့်မြင့်တင်မှုအတွက်ယွမ်ဘီလီယံပေါင်းများစွာသုံးစွဲရမှာဖြစ်ပြီး ထုတ်လုပ်မှုကိုလာပေါင်းများစွာရပ်တန့်ရမှာပါ။ဒါဟာကုန်ကြစရိတ်များပြီးလက်တွေ့မကျတဲ့ရွေးချယ်မှုတစ်ခုပါ။ပိုဆိုးတာကတရုတ်ရဲ့ plastic လုပ်ငန်းဟာထောက်ပံ့မှုပိုရှံနေပြီးဤသီလင်းစင်းနှုံးတွေမတက်လာနိုင်တာကြောင့်ဆက်ယုံတွေဟာကုန်ကြစရိတ်တက်လာမှုကိုစားသုံးသူတွေစီလွှဲပြောင်းလို့မရပါဘူး။ American ဤသိန်းပေါ်မှာ125ရာခိုင်နှုန်းခွန်ကဤသိန်းကိုသာမကတရုတ်ရဲ့ American ကနေတင်သွင်းမှုမှာပဲပုတ်ပြီးရင်ဒုတိယအများဆုံးဖြစ်တဲ့ ပရိုပိန်းတင်သွင်းမှုကိုပါပြင်းထန်စွာထိခိုက်စေခဲ့ပါတယ်။2024ခုနှစ်မှာတရုတ်ဟာသူ့ရဲ့ပရိုပိန်း59.2ရာခိုင်နှုန်းကိုအမေရိကန်ကနေတင်သွင်းခဲ့ပြီးစုစုပေါင်း18.3တန်းတန်နဲ့17.2ဘီလီယံတန်ဖိုးရှိပါတယ်။ပရိုပိန်းဟာပရိုပိန်းဓာတုဗေဒဖြည့်စွမ်းမှုမှာပိုလီပရိုပိုင်လင်းထုတ်လုပ်ဖို့အဓိကပစ္စည်းဖြစ်တဲ့ပရိုပိုင်လင်းထုတ်လုပ်ရာမှာအသုံးပါတယ်။ ိုလီပရိုပိုင်လင်းဟာပလတ်စတစ်၊ဆေးဝါးနဲ့မော်တော်ယာဉ်လုပ်ငန်းတွေမှာ တွင်ကျဲစွာအသုံးပြုပါတယ်။ဒီအခွန်ကြောင့်ပရိုပိန်းကုန်ကျစရိတ်ဟာတန်လျင်300ဒေါ်လာကနေ695ဒေါ်လာအထိထိုးတက်သွားခဲ့ပြီး PPH စက်ရုံတွေရဲ့အမြတ်အစွန်းနှုန်းဟာတစ်ဆယ်ရာခိုင်နှုန်းကနေ300ခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။ထုတ်လုပ်မှုလိုင်းတချို့ဟာရပ်တန့်သွားခဲ့ပါပြီ။2025ခုနှစ်ပထမ3လပတ်အထိတရုတ်မှာ PPH ကုမ္ပဏီ30ရှိပြီး စုစုပေါင်းထုတ်လုပ်မှုစွမ်းရည်ဟာတန်း20တန်ကျော်ရှိပါတယ်။ဒီထဲက80ရာခိုင်နှုန်းကျော်ဟာတင်သွင်းပရိုပိန်ကိုအားကိုးထားပြီး60ရာခိုင်နှုန်းဟာအမေရိကန်ကနေလာတာပါ။ဒီအခွန်အကျပ်တဲဟာဤသိန်းတဲ့ပရိုပိန်ပေါ်မှာမူတည်နေတဲ့ရေနံဓာတ်ရုကုမ္ပဏီတွေကိုတိုက်ရိုက်ထိခိုက်စေနေပါတယ်။အထူးသဖြင့်ကွမ်ကျိုးနဲ့ကွမ်တုံရှိပလတ်စတစ်လုပ်ငန်းအစုအဖွဲ့တွေမှာတရုတ်ရဲ့အကြီးဆုံးပုဂ္ဂလိကရေနံဓာတ်ရုကုမ္ပဏီဖြစ်တဲ့ Satellite Petrochemical ဟာ2025ခုနှစ်မှာ ထုတ်လုပ်မှုကို40ရာခိုင်နှုန်းလျှော့ချဖို့မျှော်မှန်းထားပါတယ်။အတတဲအမြတ်ဆုံးဟာ4ဘီလီယံယွမ်ကနေ850တန်းကနေ1.8ဘီလီယံအထိကျဆင်းမှာဖြစ်ပြီးအထွေးနှုန်းကလည်း65ကနေ80ရာခိုင်နှုန်းအထိမြင့်တက်လာမှာပါ။အမေရိကန်ရဲ့145ရာခိုင်နှုန်းအခွန်ကြောင့်အမေရိကန်ကိုတင်ပို့မှုဟာလည်းလုံးဝနှီးပါးရပ်တန့်သွားခဲ့ပြီးဝင်းဝေဟာ30ရာခိုင်နှုန်းကနေ15ရာခိုင်နှုန်းကျဆင်းမယ်လို့ခန့်မှန်းထားပါတယ်။ရှန်တုံးပြည်နယ်ရန်ထိုင်ရှိ နောက်ထပ်ရေနံဓာတ်ရုပ်ကုမ္ပဏီမန်တိုင်းတစ်ခုဖြစ်တဲ့ဂျွန်ဟွာကမီကယ်ဟာသူ့ရဲ့ E380 ရာဂိုင်းလုံးနဲ့ Propane 60ရာဂိုင်းလုံးကိုအမေရိကန်ကနေတင်သွင်းပြီးတိတာတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။အခွန်ကြောင့် E380 ဖြစ်စဉ်ခွဲထုတ်မှုအထွက်နှုန်း30ရာဂိုင်းလုံးကနေ50ရာဂိုင်းလုံးအထိရော့ကျသွားခဲ့ပြီး PPH စက်ရုံတွေရဲ့လေပတ်မှုနှုန်းဟာ90ရာဂိုင်းလုံးကနေ80ရာဂိုင်းလုံးအထိကျဆင်းသွားပါတယ်။ Polypropylene စိန်နှုန်းတွေမြင့်တက်လာမှုကတင်ပို့မှုရှင်ပြိုင်နိုင်စွမ်းကိုညှော့နှဲစေခဲ့ပါတယ်။ 2025ခုနှစ်မှာသူ့ရဲ့အသက်တင်အမြတ်ဆုံးဟာ90ရာခိုင်နှုန်းကျဆင်းမယ်လို့မျှော်မှန်းထားပြီးအကျွေးဖီအားတွေပုံမှုများပြလာမှာပါ GN Sanjian Daru ကုမ္ပဏီကတော့ရခိုင်က American E3 တင်သွင်းမှုနဲ့တရားရာခိုင်နှုန်းအရှုံးကနေအမြတ်ဆုံးဖြစ်ပြောင်းလဲခဲ့ပေမဲ့အခွန်ကြောင့်အရှုံးပြန်ဖြစ်လာနိုင်ခြေရှိပါတယ် E3 လင်းထုတ်လုပ်မှုဟာ60ရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး E3 လင်းကလိုင်းကို တင်ပို့မှုမှာရှင်ပြိုင်နိုင်စွမ်းလျော့နေသွားခဲ့ပါတယ် ဒီနှစ်မှာကုမ္ပဏီဟာအကြီးစားအရှုံးပေါ်နိုင်ခြင်းနဲ့ရင်ဆိုင်နေရပါတယ်။ရေနံဓာတုကုမ္ပဏီများအပေါ်အခွန်တွေရဲ့ထိခိုက်မှုဟာထုတ်ပိုးမှုမော်တော်ယာဉ်နဲ့ကျန်းမာရေးစောင့်ရှောက်မှုလိုအောက်ပိုင်းလုပ်ငန်းတွေကိုပါဖိအားပေးနေပါတယ်။၂024ခုနှစ်မှာတရုတ်ရဲ့ American ကိုပလတ်စတစ်ထုတ်ကုန်တင်ပို့မှုဟာ23.8ဘီလီယံဒေါ်လာအထိရောက်ရှိခဲ့ပြီးစုစုပေါင်းတင်ပို့မှုရဲ့16.8ရာခိုင်နှုန်းကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ 145ရာခိုင်နှုန်းခွန်ကြောင့်အမေရိကန်ကိုတင်ပို့မှုဟာလုံးဝနှီးပါးရပ်တန့်သွားခဲ့ပြီးပလတ်စတစ်ထုတ်ကုန်စည်းနှုန်းတွေဟာ30ကနေ20ရာခိုင်နှုန်းထိမြင့်တက်လာခဲ့ပါတယ်။ပိုလီအီလီအီသီလင်းကနေပိုလီပရိုပိုင်လင်းအထိ ကုန်ကျစရိတ်ဝင်တုပ်ကိုစားသုံးသူတွေစီလွှဲပြောင်းနေရပါတယ်။မော်တော်ယာဉ်စိတ်ပိုင်းနဲ့ဆေးဘက်ဆိုင်ရာထုတ်ပို့မှုလုပ်ငန်းတွေဟာကုန်ကျန်းပြတ်လတ်မှုကြောင့်ထောက်ပံ့ရေးကွင်းဆက်အနှောက်အယှက်ဖြစ်မှုအန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ Goldman Sachs ရဲ့ခန့်မှန်းချက်အရ တိတာတဲ့လှုံ့ဆော်မှုအစီအမံတွေမရှိရင်တရုတ်ရဲ့ GDP တိုးတက်မှုဟာ2025ခုနှစ်ဒုတိယ3လပတ်မှာ4.9%ကနေ3.8%ကထိထိုးကျသွားမှာဖြစ်ပြီးပလတ်စတစ်လုပ်ငန်းအကျပ်တဲဟာစီးပွားရေးကိုဆွဲချတဲ့အဓိကအကြောင်းချက်တစ်ခုဖြစ်လာမှာပါ။ဒါကရှန်ကျန်းတန်ကွမ်ပလတ်စတစ်ကစားစရာဆက်ယုံပါ။ရှန်ကျန်းဆက်ယုံဟာပိတ်သိမ်းသွားခဲ့ပြီးအားလုံးထုတ်ပိုးပြီးထွက်ခွာသွားကြပါတယ်။ကွမ်တုံရှိရှန်ထရက်ခရိုင်ကကစားစရာဆက်ယုံတစ်ခုဟာပိတ်သိမ်းလိုက်ပြီး တောင်ရမ်းမှာရှင်းလင်းရောင်းချမှုကိုကြီးညာထားပါတယ်။အလင်းစလို့ရှင်းလင်းရောင်းချရေးကစားစရာဆက်ယုံပိတ်သိမ်းမှုကစားစရာ ထောင်ပေါင်းများစွာကိုတစ်ရွံကနေစတင်လက်ကားရောင်းချမယ်တဲ့။ဈေးဝယ်သူတွေအပြေးလွှားဝယ်ယူခဲ့ကြပါတယ်။မှတ်ချက်ပေးသူတယောက်ကဘာကြောင့်တင်ပို့မှုကိုအာရုံမစိုက်ခဲ့တာလဲလို့မေးရမှာဆက်ယုံကအခုလိုဖြေကြားခဲ့ပါတယ်။အခုဆိုရင်ကျွန်တော်တို့တင်ပို့မှုကိုအာရုံစိုက်နေပါတယ်။ ဗီဒီယိုမှာဖော်ပြထားသလို2025ခုနှစ်မှာပလတ်စတစ်စက်ရုံတွေဒိဋ္ဌိပြက်ပြားမှုနောက်တစ်လှိုင်းထပ်ဖြစ်လာဖို့မျှော်မှန်းထားပါတယ်။မကြသေးမီကဒုံကွယ်မှာရှိတဲ့ရင်ကုပလတ်စတစ်စက်ရုံဟာရုတ်တရက်ပိတ်သိမ်းခဲ့ပြီးရှန်ဟိုင်းရှိ One Chain Plastic Products အလှကုန်ထုတ်ပိုးမှုမှာထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ဒီကုမ္ပဏီကလည်းပိတ်သိမ်းကြောင်းကြေညာခဲ့ပါတယ်။ဒီကုမ္ပဏီဟာရခင်က Unilever, Johnson and Johnson, L'Oréal နဲ့ ST Lauder လို့နာမည်ကြီးအမှတ်တရစိတ်တွေကိုဝန်ဆောင်မှုပေးခဲ့မှုပါတယ်။အန်ဟွိုင်းကပြန်လည်အသုံးပြုပလတ်စတစ်လုပ်ငန်းလုပ်ကင်နေတဲ့လုပ်ငန်းပိုင်ရှင်တဦးကအခုလိုမှတ်ချက်ပေးပါတယ်။ဘာကြောင့်ပြန်လည်အသုံးပြုပလတ်စတစ်ဈေးကွက်ကဒီလောက်အယောင်ထိုင်းနေရတာလဲ။2024ခုနှစ်ဒုတိယပိုင်းမှာပြန်လည်အသုံးပြုပလတ်စတစ်ကိုအမြောင်များတင်ပို့ဖို့စီစဉ်ထားခဲ့ပေမဲ့2025ခုနှစ်မှာအခွန်တွေထပ်တိုးလာတာကြောင့်တင်ပို့မှုပမာဏတိတိတသာကျဆင်းသွားခဲ့ပါတယ်။ ဒါအပြင်ပြည်ရင်းမှာစွမ်းအင်သုံးရှင်အစ်စ်တွေနဲ့ကုံသွေးရေးအတွက်သိငယ်တဲ့လျှက်စစ်ပစ္စည်းတွေရဲ့ဈေးကွက်ဟာတဖြည်းဖြည်းပြေရှင်လာနေပြီးဒါကပြန်လည်အသုံးပြုပလတ်စတစ်ထောက်ပံ့မှုကိုပါကျော်နေစေခဲ့ပါတယ်။အရင်မြစ်မှာအမျက်မရှိရင်ဘလောက်ကြိုးစားကြိုးစားအလုပ်မဖြစ်ပါဘူး။တကယ်လို့ထိန်းထားတာကအလုပ်ဖြစ်မယ်ဆိုရင်မကြသေးခင်ကဒီလောက်များတဲ့ပလတ်စတစ်ဆက်ယုံတွေပိတ်သိမ်းမသွားကြပါဘူး။တရုတ်မီဒီယာအချို့ကအကြက်တဲကိုရင်ဆိုင်နေရတာနဲ့အမျှ ဓာတ်ရုပ်ကုမ္ပဏီများသာဟာတရုတ်အစိုးရထံအခွန်လျှော့ချပေးဖို့အယူခံဝင်ထားတယ်လို့ဖော်ပြထားပါတယ်။ဘလွန်ဘတ်နဲ့ရိုက်တာရဲ့အဆိုအရတရုတ်ဟာအမေရိကန်ကုန်ပစ္စည်းတချို့ကိုအခွန်ကင်းလုပ်ခွင့်ပေးဖို့စဉ်းစားနေပြီး၎င်းထဲမှာအီသိန်း၊စီမီကွန်ဒက်တာတွေ၊ဈေးဘက်ဆိုင်ရာကရိယာတွေနဲ့လေယာဉ်ငှားရမ်းမှုတွေပါဝင်ပါတယ်။ရှန်ကျန်းကတင်သွင်းအေဂျင့်၃ဦးက2025ခုနှစ်ဧပြီလ24ရက်ထိပေါင်းစည်းစကစ်အမျိုးအစားရှင်မျိုးပေါ်အခွန်တွေကိုတုံညအထိလျှော့ချလိုက်တယ်လို့အတည်ပြုခဲ့ပါတယ်။ CNN ရဲ့ April 25ရက်နေ့သတင်းအရရှန်ကျန်းကတင်သွင်း agent ချန်ရှောင်းလင်းကသူမရဲ့ဂျင်ညာချက်ကို April 24ရက်မှာတင်သွင်းပြီးနောက်အခွန်လျှော့ချမှုကိုသတိပြုမိခဲ့တယ်လို့ပြောပါရယ်။သူမကဒီသတင်းဟာမိမြိုက်တယ်လို့လှင်မြန်စွာပြန့်နှံ့သွားတယ်လို့ဆိုပြီး memory chips တွေကတော့အခွန်လျှော့ချမှုမှာမပါဝင်ဘူးလို့ရှင်းလင်းခဲ့ပါရယ်။ဤသတင်းဟာကင်းလွတ်ခွင့်စင်ရဲမှာပါဝင်မလားဆိုတာမရှင်းလင်းသေးပေမဲ့သတင်းရှင်းပြတွေရစီးပွားရေးဝန်ကြီးဌာနက လုပ်ငန်းတွေစီကအကြံပြုချက်တွေစုဆောင်းဖို့အထူးအဖွဲ့တစ်ခုဖွဲ့စည်းထားတယ်လို့ဆိုပါရယ်။ကတအူးစရင်မှာဤသိန်းကာဝယ်ဆေးတွေဓာတ်ရုပ်ပစ္စည်းတွေအပါအဝင်ထုတ်ကုန်အမျိုးအစား130ခုပါဝင်ပါရယ်။တရုတ်နိုင်ငံရှိ American ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Michael Hart ကကင်းလုခွင့်စရင်တစ်ခုရေးဆွဲနေတယ်လို့ဖွင့်ဟခဲ့ပါရယ်။ဒါ့ပြင်တရုတ်အစိုးရရဲ့ရည်တည်ချက်ကမရှင်းမလင်းဖြစ်နေသေးပါ။ဧပြီလ25ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာ တရုတ်ကအမေရိကန်ကုန်ပစ္စည်းတချို့ပေါ်အခွန်ကင်းလုပ်ခွင့်ပေးဖို့စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာနိုင်ငံတိုင်းဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကောင်ချီချန်းကတင်ပေါ်ပြတဲ့တတ်မှတ်ထားတဲ့အခြေအနေကိုကျွန်တော်မသိပါဘူးတပ်ဆိုင်ရာအာဏာပိုင်တွေစီမေးမြန်းဖို့အကြံပြုပါတယ်လို့ဖြေကြားခဲ့ပါတယ် Xpo ကမှတ်ချက်ပေးသူတဦးကဒီသတင်းကို တုံ့ပြန်ရင်တရုတ်အစိုးရဟာကောင်းမာနေတာပဲတပ်ဆိုင်ရာအာဏာပိုင်တွေစီ လွှဲပြောင်းတာဟာတာဝန်ရှောင်တိန်တာပဲလို့ဆိုပါတယ် နောက်ထပ်မှတ်ချက်ပေးသူတို့ကရှီကျင့်ဖင်ကနောက်ဆုံးမနေပါနဲ့။တင့်ရည်တီချက်ကိုခိုင်ခိုင်မာမာထားပါ။မထိန်နိုင်ရင်ယာရုကနှုတ်ထွက်လိုက်ပါလို့ပြောပါရယ်။နောက်ထပ်မှတ်ချက်တစ်ခုကတော့ရှီဇီယာအနေနဲ့ဗဟိုအစိုးရမှာအကြီးတန်းယာရှိတွေကသူတို့မှာအဆင့်မြင့်ဆေးဘက်ဆိုင်ရာကိရိယာတွေမလုံလောက်မှန်းသဘောပေါက်သွားပုံပဲလို့ဆိုပါရယ်။တခြားသတင်းတွေအရတရုတ်ဟာအမေရိကန်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေပြီးညှိနှိုင်းမှုတွေလှုံ့ဆော်နေတယ်လို့ဖော်ပြထားပါရယ်။ဧပြီလ25ရက်နေ့မှာ Time Magazine က ဒေါ်နယ်ထရန့်နဲ့ဧပြီလ22ရက်ကပြုလုပ်ခဲ့တဲ့အထူးအင်တာဗျူးတစ်ခုကိုထုတ်ဝေခဲ့ပါတယ်။ထရန့်ကရှီကျင့်ဖင်ကသူ့ကိုဖုန်းဆက်ခဲ့တယ်လို့ဖော်ပြခဲ့ပြီးတင်းမြော်တဲ့အချိန်မှာသိရှိစေပါမယ်။တဘောတူညီချက်တစ်ခုလုံနိုင်မလားဆိုတာကြည့်ကြည့်ရအောင်လို့ပြောခဲ့ပါတယ်။ဒါ့ပြင်မဲ့တရုတ်ကတော့ဒါကိုပြက်ပြက်သားသားငြင်းဆိုခဲ့ပါတယ်။နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကောက်ဂျီချန်းကကျွန်တော်သိထားတာကဒါဟာသတင်းအတူပါ။တရုတ်နဲ့အမေရိကန်ကြားအခွန်နဲ့ပတ်သက်ပြီးညှိနှိုင်းမှု ဒါမှမဟုတ်ဆွေးနွေးမှုတွေမရှိခဲ့ပါဘူး။တဘောတူညီချက်ဆိုတာကို ပို့တော်မပြောပါနဲ့လို့ပြောခဲ့ပါတယ်။တရုတ်လူမှုကွန်ရက်မှာမှတ်ချက်တွေပြည့်စုံလာခဲ့ပြီးတမရထရန့်ကိုသတင်းအထုဖန်တီးတယ်လို့စွပ်စွဲကြပါတယ်။ American media တွေအနေနဲ့တမရထရန့်စီထပ်မံအတည်ပြုဖို့ဆက်သွယ်ရမှာရွေးချယ်စရာမရှိခဲ့ပါဘူး။ထရန့်ရဲ့ထုတ်ပြန်ချက်တွေကတရုတ်အစိုးရရဲ့ညှင်းဆုံမှုကိုတံပြန်ပြသခဲ့ပါတယ်။ The Wall Street Journal ကဧပြီလ23ရက်နေ့မှာဖော်ပြခဲ့တာက ထရမ့်အစိုးရဟာတရုတ်ပေါ်အခွန်တွေကိုပြန်လည်စဉ်းစားဖို့ရှိတယ်လို့ဆိုပြီးတရုတ်မှာတင်းမာမှုတွေတက်တာလာအောင်နှစ်ဖက်စလုံးကကြိုးပမ်းနေတယ်လို့ပြထားပါဗျ။ကောလာဟာလာရီယာဤသိန်းပေါ်အခွန်တချို့ကိုတစိုက်တစ်ပိုင်းကင်းလွတ်ခွင့်ပေးထားပြီးတင်သွင်းသူတချို့ကသူတို့ရဲ့ကုန်ပစ္စည်းတွေဟာအခွန်ကင်းလွတ်နေတယ်လို့ဆိုကြပါဗျ။ဒါပေမဲ့လည်းအကောက်ခွန်ဦးစီးဌာနကဒီသတင်းတွေကိုအတိမပြုသေးပါဘူး။လေလာဆန်းစစ်သူတွေက ပေကျင်းဟာရေနံဓာတ်လုပ်ငန်းပေါ်ဖိအားတက်တာစီဖို့အဓိကကုန်ကျန်းတွေပေါ်အခွန်တွေကိုတရားမဝင်လမ်းကြောင်းတွေကတဆင့် short ချနေတာဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့နိုင်ငံရဲ့ပုံရိပ်နဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကြောင့်ဒါကိုဝန်ခံဖို့တွန်းဆုတ်နေတယ်လို့ဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။